ဖြစ်ပါတယ်ဒါတွတင်းမျိုးရဲ့ပေါ့နော်ကြက်တီဆောင်ဖရာကြီးဖြစ်ပါတယ်အဲတွတင်းမျိုးကဒီရှေးဆန်းတော်ဖရာကြီးကိုအခုကသွားလဲมาဖြစ်ပါသွားပြီးတော့ဖူးမြော်มาဖြစ်ပါတယ်ပေါ့နော်ဒါအခုကလှမ်းမြင်နေရပြီပေါ့နော် မာတော့ဗောနော်ဒါရင်ရနာစကန်မှာဆိုရင်မကားကြီးဆိုတထောင်နမတော်ရင်ဆို900စံကဲဆို900စပိန်ဆို300ဗောနော်ပြည်ရမှာဖြစ်ပါတယ်ကဲတော့ဖရားဗောတက်ပြီးတော့ဗောနော်ဒါမင်းအားကိုတက်ပြီးတော့အခုမြန်မာဖြစ်ပါတယ်အခက်ပေးပါဦးနော်ငယ်ချင်းများလုံးဝမင်္ဂလာပါအခုဆိုရင်တော့ဗောနော်ဒါအခု၈ဆန်းတော့ဖရားကြီးကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်အဲ့တော့၈ဆန်းတော့ဖရားကိုသွားပြီးတော့ခုမြန်မာဖြစ်ပါတယ်တင်ငယ်ချင်းတို့လည်းလိုက်ခတ်ပါအောင်နော် thì là nhà gì vậy đã mà u bọn nó tại vì ông ba bảy của bả tại mọi người bọn nó tại sao bà mọi người này mà này cái bán ဒီမှာဆိုတော့တွေ့ရပါတော့เนาะတရက်ပြင်လေးတွေ့ရတယ်ပါเนาะတော်တော်လက်စားကောင်းတယ်ဒါတော့တမိုင်းဝင်ဆန်တော်ရှင်စေတော်မြတ်ဖျားကြီးပဲဖြစ်ပါတယ်ဒါတူတင်းမြို့ရဲ့ပေါ့နော်ဒါကြက်သေးတာဖျားပေါ့နော်ဒီတူတင်းမြို့မှာရှိရပေါ့နော်ဒီရွှေဆန်တော်ဖျားကြီးရာဆိုရင်ပေါ့နော်မဟာတက်ကလေး 114ခုနှစ်မှာ၄ခုနှစ်ရပေါ့နော်သောင်မုံလာပြင်းနေမှာစပြီးတော့ဒီဘုရားကြီးကိုပန်းနဲ့ရိုက်ခဲ့တာပဲဖြစ်ပါတယ်အခုတငယ်ချင်းတို့အတွက်ပေါ့နော်ဒီရွှေစံတော်ဖရာကြီးကိုပေါ့နော်ဒီရွှေစံတော်ဖရာကြီးရဲ့တမိုင်းချောင်းလေးကိုပြပြပေးခြင်းပါတယ်အဲဒီရွှေစံတော်ဖရာကြီးကိုပေါ့နော်မဟာတက်ကရီ114ခုနှစ်တစောင်းဘုံလာပြည့်နေမှာစပြီးတော့ပန်းရက်ခဲ့တာပဲဖြစ်ပါတယ်အဲပြီးတော့ 123ခုနှစ်တကူလာပြင်းနေမှာထီတော်တင်ပြီးတော့ဗောနော်ဒါဖရားရို့တခြားကိုယ်ွယ်ပြည်စီခဲ့ရဗောနော်အဲသူ့ရဲ့တမန်ကိုပြောရမယ်ဆိုရင်ဗောနော်ဟိုးရှစ်ခေတ်ဗောနော်ဒါဂေါရမမြတ်စွာဘုရားလက်ထက်ကစခဲ့တာဖြစ်ပါတယ်မဟာတက်ကရေ113ခုနှစ်မှာဗောနော်ဒီအဲဂေါရမမြတ်စွာဘုရားဗောနော်ဒေသစာရီကြွရတယ်ဗောနော်အာကြွရတော့သူကဘယ်ဟုတ်ကြွလဲဆိုတော့ဒီတူတင်းမြို့ရဲ့6မိုင်အကွာဗောနော်တူတင်းမြို့ရဲ့6မိုင်အကွာအဲအဲ့ခေတ်ကဗောနော် ဟာထိုးထိုးကျွန်းဒီဟိုအဲအဲ့ဒီကိုသူကကြွရတယ်ကြွရတဲ့အခါမှာအဲဒီအတိခပညာနဲ့တာရကပညာဆိုရဲကုန်တဲ့နှစ်ဦးလို့ ਨੇ သူမနာမထေရို့ကိုဖျားရှာနေပါပေါ့နော်ဒီဆန်တော်နှစ်စုကိုပေဒနာတော်မူတယ်အဲ့ပေဒနာတော်မူလိုက်တဲ့ဒီဆန်တော်နှစ်စုပေါ့နော်ဌာပနာပြီးတော့ဒီရှစ်ဆန်တော်ဖရာကြီးရပေါ့နော်ဒါမေရုရကုန်းမော်ကြီးရှိရပေါ့နော်အဲ့ဒီကုန်းမော်မှာအာ ပောက်ခရဝရီဘရင်တမိန်ထောတမိန်ထောအညာရံကဒီရွှေဆန်းတော်ဖရာကြီးကိုဒီထားခဲ့ရပဲဖြစ်ပါတယ်အဲဒါဆိုပေါ့နော်ဒီဖရာကြီးမှာမြတ်စွာဘုရားရဲ့ဆန်းတော်ရှင်နှစ်ဆူရှိရပေါ့နော်အဲပြီးတော့ဗောနော်အဲ့လိုမျိုးဟိုတီထားတယ်တီထားပြီးတော့ဗောနော်အဲ့တီထားတဲ့အချိန်မှာဒီဇေရီတော်ကြီးอ่ะဗောနော်အဲ့ဒီဇေရီတော်ကြီးရဲ့ဖနှတ်တော်อ่ะဗောနော်ဟောတန်တော်84မိုင် ီအရက်တော့ပါဘောနော်တန်တိုင်း120အဲထီဝ900ဘုတ်ခနဆင်းအဲပြီးတော့ဇွန်ရိုးစက်ဖူးသွား20ငှက်မြန်နာ1ဆေမှုတော်က1ချိဆိုင်တူက8ပြီးတော့ကျေးဆလောင်းက1ရှင်းဆဲလေက42လုံးဝင်းဆဲလေကအလုံး120ကျေးဆဲလေကအလုံး200ရုံးနဲ့ပေါ့နော်ဒီဖရားကြီးကိုဒါရှစ်ခစ်ကပေါ့နော်တည်ထားခဲ့ရဖြစ်ပါတယ် အဲအဲ့လိုမျိုးတည်ထားဖို့တော့ပေါ့နော်ဒီဖျားကြီးကိုပေါ့နော်၃နှစ်ကြာလောက်မှာပေါ့နော်ဒါတည်ထားခဲ့ရတာဖြစ်ပါတယ်အဲအဲ့ဒီကနေပြီးတော့ပေါ့နော်တက်ကြတဲ့238ခုနှစ်ကိုရောက်တဲ့အခါမှာတော့တမိန်တော်ဗညာရန်ကြီးတော့တမိန်တော်ဗညာကောဒီမင်းကနေပြီးတော့တထုံမီကနေပြီးတော့ပေါ့နော်သီရိမာမင်းကိုယ်ွယ်တဲ့အဲဒီမြတ်စွာဘုရားရဲ့အဆန်းတော့လေးစုထပ်ပြီးရရတယ်ပေါ့နော် ရတဲ့အတွက်ဒီရှေ့ဆန်တော်ဖရာကြီးမှာဒုတိယအကျင့်ထပ်ပြီးတော့သာဗနာသွင်းခဲ့ရပါတော့အဆိုရင်ဒီရှေ့ဆန်တော်ဖရာကြီးကပေါ့နော်စုပါအာဆန်တော်ရှင်ပထမတော့နှစ်စုအဲနောက်ပိုင်း၄စုထပ်ရတဲ့အတွက်စုပါဆန်တော်ရှင်က၆စုပေါ့နော်ဒီဖရာကြီးမှာထပ်ပြီးတော့ထဲသွင်းပြီးတော့ပေါ့နော်ဒီထောက်ကိုွယ်လာဖြစ်ပါတယ် အဲ့အဲ့နောက်မှာပေါ့နော်တရီခက်တရမင်းတရီခက်တရတွတ်တပောင်မင်းကြီးမှာအစာပြုပြီးတော့မင်းဆက်ဆက်တော့ဟာဒီဖရားကြီးကိုအာပြုပြင်နေပြီးတော့ပေါ့နော်ရွှေရှားတယ်ဒီငန်းနေကတဲ့ပေါ့နော်အဲ့လိုမျိုးလုပ်ခဲ့တယ်။အဲပြီးတော့တက်ခဲ့တဲ့1130ပြည့်နှစ်ပြာသူလိုက်ပြည့်နှစ်ကျော်9ရက်နေ့မှာဒီငယ်လေးဟင်တန်ကြပေါ့နော်ရှစ်ဆန်းတော်ဖရာကြီးရာကြိုကြရပေါ့နော်။အဲပြကြပြစင်းမှုတွေရှိခဲ့တယ်။ဒါကြောင့်မလို့ဒီဖရာကြီးကိုပေါ့နော်ကျွေးတကုံစီရောနဲ့ တပြိုင်ရှင်တကောင်အဲ့ရောင်လည်းရှင်တကောင်စီတော့ဖရားကြီးကလည်းပြိုကြခဲ့တယ်ပေါ့နော်အဲ့ပြိုကြခဲ့တဲ့အတွက်ဒီရှင်တကောင်စီတော့ဖရားရောဒီဒုနေမျိုးအားရှင်စံတော့ဖရားကြီးရောပေါ့နော်အတူတူပေါ့နော်အစ်စ်ပြန်ပြီးတော့ဆောက်လုပ်ပြီးခဲ့တယ်ပေါ့နော်အဲသူကပေါ့နော်ဒီဆောက်တဲ့အခါမှာအဲဒီရှိစကုံစေးတော်နဲ့နီးတူပေါ့နော်ဒီဖျားကြီးကိုလည်းသူကညံတော်တွေထက်ပြီးမြှင့်လိုက်တယ်ပေါ့နော်ညံတော်ကိုတန်တော်120အင်းရ120ရှိရပေါ့နော် အဲ့ဒီ120ရောမှာ16တောင်ထပ်ပြီးမြင့်နေ136တောင်မြင့်နေပေါ့နော်ပြီးတော့အရန်စေးရောအစု40ကိုလည်းထပ်ပြီးတော့ဒီထောက်ပေးခဲ့တယ်ပေါ့နော်ပြီးတော့ငဖြောဘူးထိတ်တန်းက136တောင်မြင့်ပြီးတော့စိန်မှုတော့အပေးရတရားပေးရ250လောက်ပြီးပေါ့တော့ထပ်ပြီးတော့မြင့်ပြီးတော့ဖရားကြီးကိုပေါ့နော်တစ်တဖန်ပြန်ပြီးတော့ကြီးစားခဲ့ရမှာဖြစ်ပါတယ် ကဲအခုဆိုရင်ပေါ့နော်ဒါကြည့်ရှုနေတဲ့တန်ငယ်ချင်းတို့အတွက်လည်းပေါ့နော်ဒါဖရာရဲ့တမိုင်းချောင်းလေးကိုပြပြပေးခဲ့ရဖြစ်ပါတယ်ကဲအဲ့တော့အာကင်းတဲ့အတူတူပေါ့နော်ဒီဖရာကြီးကိုလိုက်ပါပြီးတော့အတူတူဖုံးမြောက်ကြရအောင်ကဲလိုက်ခဲ့ပါအောင်နော် thank you